ငယ်တုန်းကတော့လူတိုင်းလှတာပဲဟုတ်တယ်လားငယ်တုန်းကတော့လူတိုင်းလှတာပဲဒိုးတွေလေဒိုးတွေငယ်ငယ်တုန်းကအသက်20ကျော်လောက်တုန်းကအခုသမီးတို့တွေနော်ညီတို့ပလိဖွားကြီးဘလိုပုံကြီးနဲ့ညာလိုပုံကြီးနဲ့ပြောတဲ့သမီးတွေထက်မယွန့်တဲ့အလှနဲ့လှခဲ့တယ်နော်သိလားတို့တွေငယ်စဉ်တုန်းကလေအခုအသက်50နာနီးတာတော့မှပဲဒီမှာဒီလိုဝတ်စုံမျိုးတွေဝတ်လို့ရနေသေးတယ်ဆိုတာကခန္ဓာကိုယ်အချိုးအစ်ပြည့်ပြည့်မှဝတ်လို့ရတာ အသက်50နာနီးနေတဲ့အဖွားကြီးဖြစ်နေပြီအသက်50ဆိုတာအဖွားကြီးဖြစ်နေပြီနော်ဒီလိုမျိုးအသက်50အဲ့တော့တမီးတို့ကအသက်20ကျော်လောက်လေးနဲ့အမလေးဘလိုပုံကြီးလဲဟိုလိုပုံကြီးလားဒီလိုပုံကြီးလားဆိုတမီးတို့အသက်50ရောက်မှအဲ့စကားကိုပြောတိလားတမီးတို့20ကျော်နေတဲ့ဒိုးတွေ50ကျော်နေတဲ့လာရှင်လိုက်လို့ရှိရင်တော့ဒိုးတွေက ရွတ်တွားရည်ရဲနေမှာပေါ့ဟုတ်တယ်လားအေးဒါပေမဲ့ဒိုးတွေ20ကျော်လုံးကလည်းတမီးတို့ထက်မညော့ခဲ့ဘူးเนาะအခုဒိုးတွေ90ကျော်အရွယ်ကိုတမီးတို့ရောက်တော့မှအဲ့ဒီစကားပြောနိုင်အောင်ပြောဒီလိုအသက်90မှာဒီလိုကြမ်းကြမ်းမှမှလန်းလန်းဖြာဖြာဟောဒီလိုအဝိစားမျိုးတွေဝင်နိုင်အောင်เนาะဒီလိုအဝိစားမျိုးတွေကဒီလိုကြီးတွေပူနေလဲဝင်လို့မရအောင်ဒီလိုကြီးတွေထစ်နေလဲဝင်လို့မရအောင်သိလား နော်ဆိုတဲ့ခါကျတော့လေအဲ့တော့ငွေတော့ကတော့ဟိုစပြောတယ်လို့မျိုးပဲဟိုမိုင်းဆန်းပြောတယ်လို့မျိုးငွေတော့ကတော့တရေတောင်လှတယ်ဟုတ်တယ်လားနော်တို့တွေလည်းလှခဲ့တယ်ငွေငွေတော့ကနော်လှခဲ့တယ်အရန်လှခဲ့တယ်နော်ကွင်းနော်ကွင်းကွင်းမလေးတငယ်ချင်းတွေတည်တယ်နော်ကွင်းဒါပေမဲ့အသက်50ရင်ဆိုတဲ့အသက်အရွယ်ကိုဒီဆဲကျော်တက်ကလေးတွေကအမလေးဘလို့ပုံကြီးလဲဟိုလိုပုံကြီးလားဒီလိုပုံကြီးလားမျက်နှာကြီးကဘလို့ကြီးလဲခန္ဓာကိုယ်ကဘလို့ကြီးလဲဆိုတာနော်အသက်50မှာလေဒီလိုမျိုးအသားအရည်မျိုး ဒီလိုမျိုးနဲ့ပြောရမှာမလီအသက်20နဲ့ရှင်ရင်တော့တို့တွေကရည်ရဲတာပေါ့အသက်50မှာဒီလိုအသားရည်မျိုးအသက်50မှာဒီလိုခန္ဓာကိုယ်မျိုးကိုကိုတိုင်းအသက်50ရောက်မှပြောသိလားမဟုတ်ဘဲနဲ့ဘလိုကြီးလဲလို့ညာလိုကြီးလဲလို့ ਨੇ မပြောနဲ့နော်သိလားတချို့မြန်းဆိုလေ50တောင်မရောက်လိုက်ဖဲနဲ့ပုံမှန်တစ်ပတ်ကူးပြောင်းသွားရတဲ့သူကြီးတပုံကြီးရှိတယ်ဒါကြောင့်မလို့လေဟုတ်လို့ဖြစ်တယ်လို့ဒီလိုဖြစ်တယ်လို့တချို့ဆိုရှိသေးတယ်အမလီသွေးဆုံးကင်နေတဲ့အဖွားကြီးဖွားကြီးသွေးဆုံးကင်နေတာလားဖွားကြီးသွေးဆုံးကင်သွေးဆုံးကင်နေတော့ဘာဖြစ်လို့တော့ဘာဖြစ်လို့တော့ ွေးဆုံးကင်နေတာကိုမဟုတ်ဘူးသွေးကိုဆုံးနေပြီရှင်ရောဟုတ်လားနော်အဲ့တော့သွေးဆုံးသွေးဆုံးကင်နေရလားဆိုမိန်းမတွေသွေးဆုံးကင်နေတာဆိုဘာဖြစ်လို့လာနေလားတော့နော်သွေးဆုံးကင်နေတဲ့ဖွားကြီးသွေးဆုံးကင်နေတဲ့ဖွားကြီးဆိုတော့ဟုတ်လားဆိုတော့ဒီမိန်းမတွေကဒီယာဒီတမတာဆက်ဝင်းနေတဲ့ကြောင့်လို့ဒီလိုမျိုးမျိုးဆက်တွေပွားများပြီးတော့မှမင်းတို့မင်းတို့မင်းတို့တွေလူဖြစ်လာတာမဟုတ်ဘူးလားအဲ့တော့သွေးဆုံးကင်နေတဲ့ဖွားကြီးသွေးဆုံးကင်နေတဲ့သွေးဆုံးကင်နေတဲ့မိန်းမတွေကပြစ်မှုတစ်ခုကျူးလွန်တာကြလို့သွေးဆုံးကင်နေတဲ့ဖွားကြီးတို့လာပြောလို့ကတော့တို့ကမနာဘူးတို့ကသွေးဆုံးကင်နေတဲ့အဆင့်ကိုမဟုတ်ဘူးသွေးကိုဆုံးတဲ့အဆင့်ရောက်နေပြီเนาะ ဆိုတဲ့ခါကျတော့မနာဘူးတို့ကတော့အဲ့လိုလာမပြောနဲ့သိလားအဲ့တော့လေအမလီဘလို့ကြီးလဲမလီခနာကိုကြီးကဘလို့ယုံကြည်ရဘလို့တို့လိုအတက်ရွယ်ရောက်မှပြောတို့လိုအတက်ရွယ်မရောက်ရင်မပြောနဲ့ဟုတ်ပြီလားနော်အတက်ရွယ်တစ်ခုရောက်တော့မှဘလို့ဆိုတာကိုသိမှာတို့ကလေကိုအတက်90တို့မှစီးချိုလည်းမရှိဘူးသူကြီးတို့လည်းမရှိဘူးဘာမှဆွဲတောက်ရတဲ့နာရာရှိယောဂဘာတစ်ခုမှမရှိဘူး နော်ဘာမီတိုလေးဝတ်မယ်ဆိုလဲဘာမီတိုလေးဝတ်လို့ရသေးတယ်စကတ်တိုလေးဝတ်မယ်ဆိုလဲစကတ်တိုလေးဝတ်လို့ရသေးတယ်သိလားနော်ရှင်းအင်းကြီးလေးဝတ်ပြီးတော့မှဘာမီတိုလေးနဲ့သွားလဲတင့်တယ်သေးတယ်ခန္ဓာကိုယ်အချိုးဆက်ရှိနေသေးတယ်အေးဒါပေမဲ့လူငယ်ဆယ်ကျော်တက်ကလေးတွေလို့တခါလေခြားတိတ်မလေးတွေလို့မျိုးတော့ဘယ်လှတော့မလဲဒါပေမဲ့ကို့အသက်အရွယ်တန်းထဲမှာတော့ကိုကအများကြီးတင်ကြန်နေသေးတယ်လို့ပြောလို့ရသေးတယ်နော်အဲ့တော့ဒီအသက်အရွယ်ရောက်မှာ ဒီလိုစကားကိုပြောဒီတိုက်ပဲမရောက်မချင်းငယ်တုန်းကတော့လာပြီးတော့မှလူကြီးတွေကိုလှမ်းပြီးတော့မှအသက်ကြီးတဲ့သူတွေကိုမလေးဘလို့တော့ပဲချမ်းသာလို့မပြောနဲ့အဲ့အသက်ကြီးတဲ့သူတွေအရွယ်ကိုရောက်တော့မှအော်လို့ပြောအမလေးနော်ဟိုအနှစ်20တွေအနှစ်30တွေမပြောနဲ့၄5နှစ်အတွင်းမှာတော့မှခန္ဓာကိုယ်တွေကနော်ပြောင်းလဲသွားတဲ့ဖြစ်စဉ်တွေကအများကြီးရှိတာသိလားဒီလိုအသက်50ရောက်ရင်ဒီလိုမျိုးဖြစ်မှပြောစကားလုံးကိုဟုတ်ပြီလားနော်အဲ့ဒါတိတ်ပြီးတော့မှဝေဖန်နေမစောနဲ့နော် က်ရှိရှိကြမ်းကြမ်းမာမာလန်းလန်းဖြာဖြာနဲ့နေဖို့ဆိုတာလေကုသိုလ်ကံကြီးအများကြီးပါတယ်နော်ပြီးတော့လေဘဝရဲ့နေထိုင်ပုံတွေပေါ့နော်အများကြီးပါတယ်ဒါကြောင့်မလို့ငယ်တုန်းကတော့ကျမ်းမာတန်ဆွမ်းလှပနေတယ်ဆိုတာတဘာဝတရားကြီးတို့တွေလည်းအဲ့ဒါကိုဖြတ်တန်းခဲ့ပြီးပြီ နော်ဒိုးတွေလည်းဖြတ်တန်းခဲ့ပြီးပြီအဲ့တော့ဒိုးတွေလည်းအခုအသက်50အသက်80အသက်80နဲ့လမ်းနေတဲ့ကြားမာနေတဲ့သူတွေကိုတွေ့ဒိုးတွေလည်းအားကြတယ်။အိုးအဲ့ဒီအသက်ရွယ်ရောင်းငါတို့အဲ့လိုမှဖြစ်ပါမလားလို့အဲ့လိုစိတ်နေကြနော်အမလေးဘလို့ကြီးညာလိုကြီးနဲ့အသက်ကြီးတဲ့သူတွေကိုမပလိင်းနဲ့ကိုတွေအသက်ကြီးတဲ့ဘဝကိုမရောက်လိုက်ဖဲနဲ့ဘဝပြောင်းသွားမယ်ဟုတ်လားအသက်ကြီးတဲ့သူတွေကိုပလိင်းရမှာမဟုတ်ဘူးအသက်ကြီးတဲ့သူတွေရဲ့ဖြစ်စဉ်ဖြစ်ရက်နဲ့တည်ရှိမှုတွေကိုအတွေ့ယူရမှာနော်အသက်ကြီးလာတဲ့သူတွေရဲ့မျှဝေတဲ့အတွေ့အကြုံဘဟုသုတတွေကိုသင်ယူရမှာ ိလားအသက်90အရွယ်မိန်းမတယောက်ကပြောပြနေတဲ့အတွေ့အကြုံတွေဟာအသက်20နဲ့နားထောင်ရတယ်ဆိုရင်အသက်20နဲ့အသက်90ရဲ့အတွေ့အခေါ်တွေဘ ഹു တုတ္တတွေကိုကရလိုက်တာအဲ့လိုမျိုးသင်ယူရမှာတက်ကြီးပြီးတော့မှလိုက်ပြီးတော့မှတက်ကြီးတဲ့သူတွေကိုဗလင်းနေရမှာမဟုတ်ဘူးတိလာနော်အများကြီးဖြတ်တန်းခဲ့တဲ့အတွေ့အကြုံတွေဘ ഹു တုတ္တတွေဆိုအချိန်တစ်ခုတက်တန်းတစ်ခုကိုဖြတ်တန်းပြီးမှရတဲ့ဘ ഹു တုတ္တတွေကိုမျှဝေပေးနေတယ်ဆိုတာကဘာနဲ့မှလင်းလို့မရတဲ့တန်ဖိုးတွေအဲ့တော့လူငယ်တွေဟာအသက်ကြီးတဲ့သူတွေကိုဗလင်းနေတာတွေဆဲဆိုနေတာဒီခေတ်မှာအရန်ပေါ်တယ်နော်အဲ့တော့ ကိုယ့်ရဲ့ဘဝဟာကိုယ့်ရဲ့စိတ်အတိုင်းပဲရတာပဲနော်လေးလာမှုတင်ယူမှုအာကောင်းတာလေးတွေဆိုယူမယ်လေးလာမယ်တင်ယူမယ်အတူယူမယ်နော်အာကြိုးစားမယ်ဆိုရင်ဘဝပြောင်းလဲသွားမှာမဟုတ်ဘဲနဲ့အဲ့ဒီဟာတွေကိုပဲထိုင်ပြီးတော့မှကိုထက်တာတဲ့သူတွေအဲကိုထက်ကြီးတဲ့သူတွေကိုဒီလိုပဲကိုတိကိုတက်ယုံနဲ့လိုက်ပြီးတော့မှဗလင်းနေကျမတို့ကလည်းတိလိုတက်လို့ပြောတာမဟုတ်တိတလောက်တက်တလောက်ကိုပြောပြနေတာပြောလိုက်လို့ရှင်ဒီခစ်ကလေးတွေကဘာပြောလဲဆိုတော့သူတိသူတက်သူသားလင်းဆရာမကြီးအဲ့ဒါကြောင့်လို့ကြည်လို့မရတာဒီမိမကြီးနေရာကဘာလို့ကြည်လို့မရတာ တီလို့တက်လို့ဆိုတာထက်တီတလောက်တက်တလောက်ကိုပြောပြနေတာဒါမှသာလင်ဘုံကြီးလိုမျိုး လောကကြီးက ဒီလိုမျိုးအသိပညာဗဟုသုတတွေတယောက်နဲ့တယောက်နဲ့မျှဝေရင်းထဲမှာလောကကြီးကပုံမကောင်းမွန်တဲ့လောကကြီးဖြစ်မှာနိုင်ငံရက်ွက်မြို့ရွာမိသားစုဒီလိုမဲကောင်းတာတွေကိုမျှဝေရတယ်တက်သည့်ပညာတွေကိုမျှဝေရတယ်ဒါမှသာရင်ကောင်းတဲ့လောကကြီးကိုဖြစ်မှာအဲ့တော့တက်တဲ့သူတွေကอืมကိုတက်တာကွာကိုပဲမျိုးချကိုတိတာကွာကိုပဲတိဆိုလို့ရှိရင်အသက်ပညာတွေအသိပညာတွေဗဟုသုတတွေဆိုတော့ဘယ်လိုလုပ်ပြန့်ပွားတော့မှာလဲအဲ့တော့ကိုသူတိသူတက်မလီဒီမိမကြီးကသူတိသူတက်ဟုတ်တယ်တိသလောက်တက်တက်လောက်ကိုမျှဝေပေးနေတာ လိုချင်တဲ့သူယူမလိုချင်တဲ့သူပယ်လိုက်ဟုတ်လားဆိုတော့ကျမခုနပြောသလိုပဲကျမတို့အနည်း90မှာတွေ့ကြုံဖြတ်တန်းခဲ့တဲ့ဘဟုတုတ္တတွေကိုအနည်း20နဲ့နားထောင်ရရင်အနည်း90ကျန်တဲ့အနည်း30စာကိုကိုကဘဟုတုတ္တတွေရလိုက်တာစင်ကျင်မှုတွေတိလိုက်တာ ကျွန်တော်တို့တွေကငွေနဲ့လည်းဆုံးရှုံးမှုတွေဖြစ်ခဲ့မယ်အချိန်နေနဲ့လည်းဆုံးရှုံးမှုတွေဖြစ်ခဲ့မယ်เนาะသင်ယူခဲ့ရတာဒါတွေကိုနောက်လူတွေကငွေတွေမဆုံးရှုံးမဲနဲ့အချိန်တွေမဆုံးရှုံးမဲနဲ့တိအောင်တက်အောင်နားလည်အောင်လို့မျှဝေတာအဲ့ဒါကိုသူတိသူတက်သူသားလင်းဆီယာမိုင်းဆိုတဲ့သူတွေဝက်စီဘက်ပဲเนาะဝက်စီဘက်ဝက်စီဘက်ပဲဟုတ်ပြီလားเนาะဝက်စီဘက်ပဲတိတယ်เนาะဝက်စီဘက်က WTF လေတိတယ်မလား နော်ဝက်စီဘက်ပဲဂယူကိုမဆိုင်ဘူးအဲ့တော့အဲ့လိုမျိုးပြောနေတဲ့သူတွေအမလေးသူတိသူတဲ့သူတောင်လင်းဆီယာမာကြီးပါလီယာမာကြီးလို့ပြောလိုက်တဲ့သူတွေကြည်လိုက်တော့တယ်စံအိုးထဲမှာစံတိတ်ဝယ်မစားနိုင်ဘူးစီတပိတ်တာပြည်အောင်ဝယ်မစားနိုင်ဘူးပတ်ဆိုင်အိတ်ထဲမှာငွေသသိန်းပြည်အောင်မရှိဘူးသူများကိုပဲအဲ့လိုပဲပြောတတ်တာတင်ယူခြင်းစိတ်နော်နာခံခြင်းစိတ်အတူယူလို့စိတ်မရှိတဲ့ဟာတွေအဲ့တော့ကိုယ့်ရဲ့စိတ်နဲ့တူတဲ့ဘဝကိုပဲရကြတာ အစီမပြေလေခြင်းစင်းရဲလေခြင်းဆိုတာလေအဲ့ဒါတွေပဲကျမတို့ဆိုဒီလိုပဲဘသူဘာလေးပြောပြောကျမတို့ဆိုနားထောင်ရတယ်အိုးနားထောင်နေကောင်းနေဟာလေးဆိုဟုတ်ပြီဒါလေးဆိုရင်မှတ်ထားမယ်ဒါလေးဆိုဩဟုတ်တာပဲကိုထက်နေမာတဲ့သူပဲဖြစ်ဖြစ်ကိုထက်မြင်မာတဲ့သူပဲဖြစ်ဖြစ်ကိုထက်ပညာတတ်တဲ့သူပဲဖြစ်ဖြစ်ကိုထက်ပညာမတတ်တဲ့သူပဲဖြစ်ဖြစ်ကောင်းတဲ့အတွေ့အကြုံဘဟုတတလေးဆိုကိုကယူရတယ်လမ်းနေလောက်ရတယ်မျှဝင်ရတယ်နော်တင်ယူရတယ်နာခံရတယ်အဲ့လိုမျိုးမဟုတ်ဘဲနဲ့နော်နောက်ကကိုမှတိထားသမျှတတ်ထားသမျှကိုလည်းပြန်ပြီးတော့မှမျှဝင်ရတယ် အဲ့လိုမျိုးမဟုတ်ဘဲနဲ့သူများအောင်လာပြီးကျမတို့ဆိုတစ်ချိန်လုံးပြောတယ်သူတိသူတက်သူသားလေးဆရာမကြီးအမင်းမကြီးကြည့်လို့မရဘူးဘကိုးစားမကြီးပါလီယာမကြီးတကယ်တော့ကျမတို့လူမျိုးအများကြီးရှိတဲ့နာဒါမှသာလေမသိတဲ့သူတွေလူတိုင်းကအသိပညာတပြေးတည်းရှိနေတာမဟုတ်ဘူးမသိတဲ့သူတွေသိသွားမယ်နားမလည်တဲ့သူတွေနားလည်သွားမယ်ဟုတ်လားနော်အဲ့တော့သူတိသူတက်ဆိုတာလေတိမှတက်မှပြောလို့ရတာ မတိပဲနဲ့မတက်ဖဲနဲ့ပြောလို့မရဘူးအဲ့တော့ကျမလေးဒီခါလေးကျကျမကိုယ့်ကိုငွေပန်သုံးတက်တယ်ငါဟိုလူတွေအဲ့လိုပြောနေကြတာငါရက်လိုက်ရမလားလို့ကျမစဉ်းစားတယ်ဒါပေမဲ့ကျမကို तू တိ तू တက် तू တိ तू တက်လို့ပြောလိုက်တဲ့ဟာတွေကကျမတော့အဆင်မရှိတဲ့ဟာတွေကင်ညာငွေကြီးအောင်မြင်မှုအဖက်ဖက်အဆအဆအညာညာအဲ့လိုလူမျိုးတွေကပြောနေတာနဲ့ငါကဘာဖြစ်လို့ရက်ရမှာလဲ ငါကြောင့်အကျိုးရှိရသူတွေအများကြီးရှိရဆိုငါဆက်သွားရမယ်ဆိုတဲ့စိတ်နဲ့ကျမဆက်သွားတာအဲ့တော့သူတိသူတက်သူသားလင်းဆရာမကြီးပါလီယာမကြီးလို့ပြောနေတဲ့သူတွေဝက်စီဘက်ပဲနော်ဟုတ်ပြီလားအဲ့တော့အဖွားကြီးဘာဖြစ်တယ်ညာဖြစ်တယ်ပြောနေတဲ့သူတွေအဲ့အဖွားကြီးအသက်အရွယ်ရောက်တော့မှပြောအဲ့အဖွားကြီးအသက်အရွယ်မရောက်သေးဘဲနဲ့မပြောနဲ့ဟုတ်ပြီလားနော်ရှင်းတယ်နော်နေနေလေးဒီနေ့တော့အကြောအချင်းရောညောင်းလို့ဟုတ်ပြီလားနော်လူစိုးတွေ 熟人爷们，新表来，那么看懂。